မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာကျွန်တော်ကတော့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကရာရှေးဆက်ရှင်မျိုးဆက်ចောင်းသားကောင်းဆောင်ဦးဝေးလွင်ဖြစ်ပါတယ်ကျွန်တော်အနေဖြင့်မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ဟာမင်္ဂလာညချမ်းပါဟုဦးစွာဗနာမနှုတ်ခွန်းဆက်တာကာရဝပြုဝတ်ပါတယ်ကျွန်တော်အနေဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဖွဲ့စည်းဖြစ်ပေါ်လာပုံတမိုင်းကြောင်းကိုဦးစွာတင်ပြပေးခြင်းပါတယ် ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်အမည်ရှိဤပြည်ထောင်စုကြီးအတွင်း၌မိတင်းနေထိုင်ရကုန်သောကျွန်တို့တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့သည်တမိုင်းမတင်မီကာလမှစ၍ယနေ့ထက်တိုင်ဥမကွဲတိုင်းမပြက်အေးတူပူမြအတူတကွလက်တွဲနေထိုင်လာခဲ့ကြပါသည်ပြည်ထောင်စုဘဝတိုင်းရင်းသားအပေါင်းတို့သည်ဤမြေပေါ်၌ပင်ပြည်ထောင်စုကြီးအစဉ်တည်ရန်ခိုင်မြဲ၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးတို့ကိုမိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေးအမြင် ကိုယ်ပိုင်အမျိုးသားရေးဝါဒတို့ဖြင့်စင်စစ်မပြထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်။ဤပြည်တော်စုသမရမြန်မာနိုင်ငံတော်သည်ရှေးဘဝတ္တိကာလမှသည် ကိုယ်ပိုင်ယဉ်ကျေးမှု ထုံးတမ်းစင်လာများနှင့်လောကပါလတရားနှင့်အပရိဟာနိယတရားခုနှစ်ပါးတို့ကိုကောင်းစွာယုံကြည်လိုက်နာကျင့်သုံးခဲ့ကြခြင်းဖြင့်ဓမ္မကေစီကျင့်စဉ်များနှင့်လည်းအကျွမ်းတဝင်ရှိခဲ့ကြပြီးဖြစ်ကြပါတယ်။ ထို့ပြင်လူခွင့်ရေးကိုလည်းလေးစားလိုက်နာတံပိုးထားခဲ့ကြပါတယ်။တို့ရတွင်ပြည်တော်စုကြီးရဲ့အကျိုးစီးပွားပျက်စီးရာပျက်စီးချောင်းကိုသာအစဉ်ရှေးရှုလှုပ်ဆောင်ခြင်းအပြုသဘော မဆောင်ဘဲနေရာတကာတိုင်းတွင်ဆန့်ကျင်ဖီလာစိတ်ဖြင့်ပြည်ပဆွဲဖက်မှုနှင့်ပိတ်ဆို့မှုတို့ကိုလက်ရခေါ်နေကြတဲ့အစိုးမြင်ဝါဒလက်ကင်ပြုထားကြသူပြည်တွင်ပြည်ပလက်ဝဲလက်ရမြေပေါ်မြေရောက်အစွန်းရောက်ဖြတ်သမားများအေးအမျိုးသားရေးနဲ့ ပြည်ထောင်စုရေးတစ္ဆာဖတ်မှုအသွဲအသွဲကိုပြည်ထောင်စု စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်အရင်ခံဖြင့်ဆန့်ကျင်ကာကွယ်တားဆီးကြရပေမည်။တစ်ချိန်တည်းမှာပင်ပါတီစုံဒီမိုကရေစီစနစ်နှင့်ဈေးကွက်စည်းဝေးစနစ်အားကောင်းပြီးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုနိုင်ငံတော်အသေးကြီးဖော်ဆောင်နိုင်၏ဥတီချက်အတိုင်းကျွန်တို့ပြည်ထောင်စုဘွားမျိုးနွယ်စုအားလုံးကဆက်လက်ခြေတက်ကြရပေမည်။ဤတာဝန်ကို ကြေပြွန်စွာထားဆောင်နိုင်ကြစေခြင်းအလို့ငါပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးဖွဲ့ချုပ်ပါတီကအမျိုးသားရေးဒီမိုကရေစီရေးလူ့အခွင့်အရေးစံတမတ်ချက်မူပေါင်းအတွင်းမှမြန်မာနိုင်ငံ၏လူမှုစီးပွားဘဝကိုတိုးတက်မှုအမြင့်မားဆုံးအဆင့်သို့ရောက်ရှိလာစေရေးအတွက်တိုင်းရင်းသားပြည်သူလူထုတရားလုံးနှင့်အတူညီညွတ်စွာလက်တွဲကြိုးပမ်းဆောင်ရွက်သွားပါမယ်။ကျွန်တော်တို့ပြည်တော်စုဘဝတိုင်းရင်းသားမျိုးနွယ်စုတရားလုံးကဒါန်တူညီမြငြိမ်းချမ်းစွာပါဝင်ခွင့်ရှိပြီး ဒါန်သူညီမြအကျိုးခံစားခွင့်လဲရရှိသောခင်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုနိုင်ငံတော်ကြီးတရပေါ်ထွန်းလာစေရေးဥတီချက်ဖြင့်ဤပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးဖွဲ့ချုပ်ပါတီ The Union of Myanmar Federation or National Politics Party ကိုရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ကဘာရေးဖျားလန်းပလဲကွန်ဒိုမီနီယံတိုက် F အခန်း33 3တွင် 2008ခုနှစ်ဇူလိုင်လ23ရက်နေ့၌ရှေးဆက်ချင်းမျိုးဆက်ကြောင်းသားခေါင်းဆောင်များဦးဆောင်မှုဖြင့်အမျိုးသားနိုင်ငံရေးအင်အားစုများပူးပေါင်းပါဝင်လက်တွဲကစတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံမျိုးသားနိုင်ငံရေးဖွဲ့ချုပ်ပါတီသည်ရှေးဆက်ချင်းမျိုးဆက်ကြောင်းသားလူငယ်များပြည်ထောင်စုမြန်မာနိုင်ငံ၏ဦးဆောင်မှုအခြားအမျိုးသားရေးအင်အားစုများပူးပေါင်းဆောင်ရွက်မှုဖြင့်စီးပွားရေးပိတ်ဆို့မှုစတင်ရေးအမျိုးသားလှုပ်ရှားမှု2000ခေါ်ဖွဲ့စည်းပုံခြေကံဥပဒေပေါ်ပေါ်ရေးအမျိုးသားလှုပ်ရှားမှု2000ခေါ်နဲ့ ဓမ္မဂေစီအတွင်ကူးပြောင်းရေးအမျိုးသားလှုပ်ရှားမှု2009တို့ကိုပြုလုပ်ဖော်ဆောင်ခဲ့ရာတွင်အမျိုးသားပြန်လည်သင်းမြားရေးလမ်းကြောင်းပေါ်တွင်ခိုင်ခိုင်မာမာယက်တီကတိုင်းရင်းသားပြည်သူလူထုတရားလုံးပါဝင်ခွင့်ရှိသည့်အမျိုးသားနိုင်ငံရေးခန်းကဏ္ဍသည့်တရဖြစ်ပေါ်လာစေရေးအတွက်စင်စက်မပြတ်ကြိုးပမ်းဆောင်ရွက်နေသည့်နောက်ခံသမိုင်းကြောင်းအခြေခံဖြင့်ပေါ်ပေါက်ဖြစ်တည်လာသောနိုင်ငံရေးပါတီတရားလည်းဖြစ်ပါသည်။မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာ ကျွန်တော်အနေဖြင့်ပါတီရဲ့မူဝါဒသဘောထားများကိုဆက်လက်တင်ပြပါမယ်။လောလတ်သည့်အမျိုးသားရေးဝါဒကိုပါတီတွင်ဒီမိုကရေစီကျင့်စဉ်တဲ့အညီလိုက်နာကျင့်သုံးပါတယ်။အပြန်အလှန်အဖြစ်ဒီမိုကရေစီကျင့်စဉ်ကိုလောလတ်သည့်အမျိုးသားရေးဝါဒနဲ့အညီလိုက်နာကျင့်သုံးပါတယ်။နိုင်ငံသားများ၏ကျင့်ဝတ်သိက္ခာအခွင့်အရေးရပိုင်ခွင့်နဲ့အကျိုးစီးပွားများကိုဆုပ်ယုပ်ပြပြစေသောပြည်တွင်းပြည်ပမြည်သည့်လှုပ်ဆောင်ချက်မျိုးကိုမဆိုဆန့်ကျင်ပါတယ်။ပါတီ၏သဘောထားအမြင်များသည့် ါတီဝင်တို့တရားလုံး၏သဘောထားကိုထင်ရပါတယ်။လွတ်လပ်ခြင်းတရားမျှတခြင်းညီမျှခြင်းဒီဟုသော လောကပါဠတရားများထွန်းကားရေးကိုဥတည်ပါတယ်။မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာပါတီဦးစားပေးလုပ်ငန်းရှင်များကိုကျွန်တော်အနေဖြင့်ဆက်လက်တင်ပြပါမယ်။မြန်မာနိုင်ငံကိုဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုနိုင်ငံတော်ကြီးအဖြစ်အမြန်ဆုံးဖော်ဆောင်နိုင်ရေးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရစဲရေးနှင့် နိုင်ငံတော်အစင်ထာဝရငင်းညာရေးကဘာဒီတွေမြန်မာတိုင်းရင်းသားမျိုးနွယ်စုများလူမျိုးမပြောက်မပြက်ပဲဆက်လက်ရှင်သန်ရပ်တည်ရေးဆောင်ရွက်ပါမယ်။နိုင်ငံတော်၏ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးနိုင်ငံရေးစီးပွားရေးလူမှုရေးသတင်းမီဒီယာများအရေးတို့ကိုကဏ္ဍအလိုက်ခင့်နှင့်အညီဖွံ့ဖြိုးတိုးတက်လာစေရေးနိုင်ငံသားများ၏စားဝတ်နေရေးနှင့်အခြေချနေထိုင်ရေးအိမ်ချမ်းမြေစိုက်ပျိုးမြေအခြားလုပ်ငန်းသုံးမြေများရရှိရေး ်လေယာမီအခြားနီအသုံးပြုခွင့်အတွက်ပွင့်လင်းမြင်သာသည့်ဥပဒေများထွန်းကားလာ၏အမန္တကယ်စိုက်ပျိုးသောစိုက်ပျိုးမြေဧကလိုက်ချင်းငွေအပြည့်ဝထုတ်ပေး၏လေယာသုံးစက္ကရိယဝယ်ယူ၍ချင်းငွေရရှိ၏နိုင်ငံတော်အကြအလတ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ရဲမှုလျှော့ချရေးတို့ကိုကြိုးပမ်းလှုံ့ဆော်သွားပါမယ်ပြည်တော်စုအဆင့်ရံမငွေစနစ်တိုင်းရင်းသားတိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ရံမငွေစနစ် အများပြည်သူ၏ဆန္ဒလျောက်ထဲ့ဝင်သည့်ရာမုံငွေစနစ်နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီဖြင့်ဆောင်ရွက်သောရာမုံငွေစနစ်ပေါ်ဆောင်ရေးတိုင်းဒေသကြီးနှင့်ပြည်နယ်များ၏အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးအာဏာကိုဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်နှင့်အညီကျင့်သုံးနိုင်ရေးတို့ကိုဆောင်ရွက်သွားပါမည်။ဘေးရန်ရခံစားနေကြရသည့်နိုင်ငံသားများ၏အရေးအတွက်ကယ်ဆယ်ရေး၊ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအချိန်နှင့်တပြင်းညီဆောင်ရွက်ရေးရန်မုံငွေစနစ်ထားရှိရေး နိုင်ငံတကာအဖွဲ့အစည်းများမှထောက်ပံ့သည့်ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကိုပွင့်လင်းမြင်သာမှုရှိရှိအသုံးပြုရေးဆောင်ရွက်သွားပါမယ်။လူငယ်ကြောင်းသားတက်ကြီးရွယ်အို အမျိုးသမီးမိခင်နဲ့ကလေးတငယ်မတန်စွမ်းအချုပ်သားအချင်းသားပြည်တွင်းရွှေ့ပြောင်းအလုသမားများပြည်ပတွင် အလုကံဖြင့်ရောက်ရှိနေသူများတောင်းသူလယ်သမားအလုသမားအသိပညာရှင်အတတ်ပညာရှင်နိုင်ငံဝန်ထမ်းနှင့်အငြိမ်းသားဝန်ထမ်းများအစရှိသည့်လူသားသားအလှအသီးသီး လိုအပ်ချက်များကိုပါတီစုံဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝေးစနစ်တို့နဲ့အညီဖြစ်ပေါ်လာသောအခွင့်အလမ်းကောင်းများကို ပြည့်ပြည့်ဝဝရရှိခံစားနိုင်ရေးအသေးစိတ်မူဝါဒများချမှတ်ဆောင်ရွက်သွားပါမယ်။မြို့ပြနဲ့ကျေးလက်ကွာမှုမရှိသေးပဲလမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊လျှက်စစ်တအားလုံလောက်စွာရရှိရေး၊တန်ရှင်တော်တောက်သုံးရေးလုံလောက်စွာရရှိရေး၊စိုက်ပျိုးရေးလုံလောက်စွာရရှိရေးနဲ့ရေသွင်းစိုက်ပျိုးမြေဧရိယာတိုးချဲ့တတ်မှတ်ရေးဆောင်ရွက်သွားပါမယ်။ ကျောင်းသားလူငယ်တောင်သူလယ်သမားအလုသမားနိုင်ငံဝန်ထမ်းအငိမ့်စားဝန်ထမ်းနဲ့အသိပညာရှင်တက်ပညာရှင်တက်မှတ်ကများလွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နိုင်ရေးရုံးအဆောက်အုံမြင်နေရာရရှိဆောင်ရွက်နိုင်ရေးဆောင်ရွက်သွားပါမယ်ဘူချုပ်ကံမှုလျှော့ချရေးအကျင့်ပြတ်ခြားစားမှုနဲ့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးတို့အတွက်ဥပဒေစီမံများပြုလုပ်၍ဆောင်ရွက်သွားပါမယ်မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမနိုင်ငံတော်၏စီးပွားရေးတရားလုံးကိုဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လာရောညီတွေဖြစ်စေရန်စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကိုလွတ်လပ်စွာအပြိုင်အဆိုင်လုပ်ကိုင်ခွင့်ရရှိရေးနှင့်အလုပ်လက်မဲ့ပပျောက်ရေးဆောင်ရွက်ပါမယ်။အမျိုးဘာသာသာသနာကိုထိမ့်သိမ်းကာကွယ်စောင့်ရှောက်လိုသည့်ဝန်တာနုရက္ခိတတရားများပုံမထွန်းကားပြန့်ပွားရေးအမျိုးသားဇာတိတမာနိုင် မြင့်မာရေးအမျိုးသားစာပေအမှုပညာနှင့်ယဉ်ကျေးမှုအမွေအနှစ်များကိုမပြောက်မပြက်အောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကိုဆောင်ရွက်သွားပါမယ်။ အမျိုးသားလုံးကျမ်းမာကြံ့ခိုင်ရေးကိုရှေ့ရှု၍အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုဇေယျမြပေးကျမ်းမာရေးစောင့်ရှောက်မှုပုဂ္ဂလိကပိုင်းအများပိုင်းဖက်ဆက်ပိုင်းတမမမပိုင်းနဲ့အခြားနိုင်ငံခြားယင်းနှိမ့်နာမှုပိုင်းကျမ်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကျမ်းမာရေးစောင့်ရှောက်မှုရန်ပုံငွေထူထောင်ရေးနှင့်ကျမ်းမာရေးစောင့်ရှောက်မှုအာမခံထားရှိလုပ်ငန်းများကိုဆောင်ရွက်သွားပါမယ်။ဘယ်ဆောင်အတွေးခေါ်ယူဆမှန်ကန်၍အကျင့်စာရိတ္တကောင်းမွန်စေပြီးနိုင်ငံတော်တည်ဆောက်ရေးအတွက်အကျိုးဖြစ်စေမြတ် စာမတသူပပျောက်ရေးမတင်မနေရအခမဲ့အခြေခံပညာရေးစနစ်ဖော်ဆောင်ရေးအတ္တမေဝမ်းကြောင်းပညာရေးစိတ်ကြိုက်ဘာသာရွေးချယ်သင်ကြားနိုင်သောတက္ကသိုလ်ပညာရေးပညာသင်ထောက်ပံ့ရေးရမုံငွေစနစ်ထူထောင်ရေးပညာရဆိုင်ရာသုတေသနရမုံငွေထူထောင်ရေးတို့ကိုအထူးအစားပေးဆောင်ရွက်သွားပါမယ်အမျိုးသားပညာရေးမြန်မာရေးကိုရှေ့ရှုရေးနိုင်ငံတော်ပိုင်သမမပိုင်ပုဂ္ဂလိကပိုင်ဖက်ဆက်ပိုင်နိုင်ငံခြားယင်းနှမျိုးနာမှုပိုင်ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာရေးဆောင်ရွက်ပါမယ်။လွတ်လပ်စွာကိုယ်ကိုယ်ယုံကြည်မှုနဲ့ဘာသာရေးအသင်းဖွဲ့များလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်တို့ကိုအားပေးပါれ။ဒေဒဝါဒဗုဒ္ဓဘာသာကိုဘိုးဘွားအမွေနေ့ဖြစ်တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်။ဗုဒ္ဓဘာသာသည်မြန်မာနိုင်ငံ၏အများစုကိုယ်ကိုယ်ယုံကြည်သောဝိသေသလက္ခဏာရှိသည့်ဘာသာတရားဖြစ်သည်ဟု အလေးနှင့်တန်ဖိုးထားအတိမတ်ပြုပါれ။မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာတိုင်းရင်းသားဘာသာစကားစာပေ အမှုပညာယဉ်ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်စေရန်တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေးချစ်ကြည်လေးစားရေးနှင့်ရိုင်းပင်ကူညီရေးတို့ကိုတိုးတက်ဖြစ်ထွန်းစေရန်ဆောင်ရွက်ပါမယ်တိုးတက်ဖွံ့ဖြိုးမှုနောက်ကျနေသေးသည့်အရဒေသများရှိတိုင်းရင်းသားများ၏ပညာရေးကျန်းမာရေးစီးပွားရေးလမ်းမဆက်သွယ်ရေးအစရှိသည့်တို့ကိုပါဝင်သောလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသားဒန်းတို့ညီမျှရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုအတိမတ်ပြုပါရစေ။ မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာနိုင်ငံတော်၏အဓိကမှန်တိုင်းကြီး၃ခုဖြစ်တဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးရန်ရာအဆင့်ဆင့်ဤလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အများပြည်သူတို့၏မွေးရာပါလူအခွင့်အရေးဓမ္မကေစီအခွင့်အရေးလွတ်လပ်ခွင့်များရပိုင်ခွင့်များနှင့်ခံစားခွင့်များကိုတစုံတရာထိခိုက်နစ်နာမှုမရှိစေရန်ကာကွယ်စောင့်ရှောက်ပါမယ်။တရားစီရင်ရေးစနစ်မူပေါင်းအတွင်းမှနိုင်ငံသားတိုင်းမြည်သူမဆိုတရားစွဲဆိုပိုင်ခွင့်အမှုကြီးပိုင်ခွင့်ထူးချေပိုင်ခွင့် အယေအယူကံပိုင်ခွင့်တို့နဲ့ပတ်သက်၍ဥပဒေနဲ့အညီတရားစီရင်ခွင့်ကိုလွတ်လပ်စွာကျင့်သုံးခွင့်ရရှိနိုင်စေရန်ကာကွယ်စောင့်ရှောက်ပါမယ်။နိုင်ငံတကာငြိမ်းချမ်းရေးနိုင်ငံတကာနဲ့ငြိမ်းချစွာအတူရှင်သွဲနေထိုင်ရေးမူနှင့်လွတ်လပ်၍တကြွပြီးဗမ်းမလိုက်သောနိုင်ငံခြားရေးမူဝါဒတို့ကိုလက်ခံကျင့်သုံးပါမယ်။ကမ္ဘာငြိမ်းချမ်းရေးနဲ့နိုင်ငံချင်းချင်းမေးဝမပြတ်ပေါင်းစပ်ဆက်ဆံရေးမြန်မာနိုင်ငံသည်မြည်သည့်နိုင်ငံကိုမှ စစ်ရေးအစတင်တိုက်ခိုက်ခြင်းမပြုရေးနှင့်နိုင်ငံအတွင်းတွင်မြည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှတခြား권မပြုရေးတို့ကိုရပ်တည်ဆောင်ရွက်သွားပါမယ်။မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာပြည်တော်စုမြန်မာနိုင်ငံမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ UMF MP ပါတီဤအလံနဲ့ပါတီတင်ကေတတစိ့တို့နဲ့ပတ်သက်၍ဆက်လက်တင်ပြပါမယ်။အောက်ခံအယောင်အနီအလဲတွင်အဖြူရောင်အောက်ခံဆက်ဝိုင်းအစိမ်းရောင်ကာတောင်းနဲ့ကာတောင်းဤအောက်တွင် အောက်နှင့်အထက်တို့တွင်အရွယ်တူကျယ်ပြူခုနှစ်လုံးတို့ကိုအတန်းလိုက်ဖော်ကျူးထားပါတယ်။အဲ့ဒီအလံကိုပါတီထိတ်မှအလံဖြစ်သတ်မှတ်ပါတယ်။အနီယောင်တင်ကေဒသည်ရဲစေးရဲမှထက်တန်စီခြင်းသဘောကို ဆောင်သည်။အလယ်ရှိအဖြူရောင်နောက်ခံဆက်ဝိုင်းသည်ဖြူစင်ခြင်းသဘောကိုဆောင်သည်။အရွယ်တူကျယ်ပြူဆက်လက်လုံးမှာတိုင်းရင်သားပေါင်းစုံရင်းနှီးချစ်ကြစွာအတူတကွစူပေါင်းနေထိုင်သည့်ပြည်တော်စုမြန်မာနိုင်ငံကိုပြဆိုခြင်းဖြစ်သည်။ အစိမ်းရောင်ကားတော်သည်တိုင်းရင်သားအားလုံး၏စုပေါင်းအမည်နာမဖြစ်သည့်မြမကို ကိုစားပြုပြီးအမျိုးဘာသာသာသနာပညာထွန်းလင်းကစဘာဆာရီယရနာရွှေငွေဥစ္စာပစ္စည်းအထွေထွေပေါ်ကျွေးဝါခြင်းသဘောကိုဆောင်သည်မဲဆန္ဒရှင်မိဘပြည်သူပေါင်းတို့ခမညာပြည်တော်စုမြန်မာနိုင်ငံမျိုးသားနိုင်ငံရေးဖွဲ့ချုပ်ပါတီ UMM ပန်ပီပါတီဆောင်ပုတ်ကတော့ကောင်းကျိုးအထွေထွေရဲ့နဲ့ခြုံစီမြစီသော ဒေါင်းအိုးဝေရဲနဲ့တွန်စီကစီသောရွေးကောက်ပွဲမှာအသုံးပြုမိပါတီဆောင်ပုတ်ကတော့လူမှန်မူမှန်နေရာမှန်ပြောင်းလဲခြင်းအမှန်ဖြစ်ဖို့ကာတောင်းပါတီကိုမဲပေးစု ဖြစ်ပါတယ်မဲဆန္ဒရှင်မိပါပြည်သူပေါင်းတို့ခမညာညီကုန်းချုပ်နေပြင်တင်ပြလိုတာကတော့ကျွန်တော်တို့မြန်မာနိုင်ငံတော်ရဲ့လူဦးရေ80ရာခိုင်နှုန်းကျော်ဟာကျေးလက်ဒေသတွေမှာနေထိုင်ကြပြီးတော့လေယာဉ်လုပ်ငန်းနဲ့အသက်မွေးကြပါတယ် လေယာလုပ်ငန်းများခင့်မိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆေးရနေရာများကိုအသုံးပြုပြီးထွန်ရက်စိုက်ပျိုးရိတ်သိမ်းနိုင်ရေးလေယာလုပ်ငန်းသုံးရင်းနှီးငွေနှင့်သွင်းအားစုများပြည့်ပြည့်ဝဝဖူးဖူးလုံလုံဖြည့်ဆည်းပေးခြင်းစိုက်ပျိုးထုတ်လုပ်မှုဈေးရိတ်နှင့်သီးနှံဈေးနှုန်းများတည်ငြိမ်မျှတရေးထိန်းချုပ်ဆောင်ရွက်ပေးခြင်းလေယာထုတ်ကုန်များကိုတန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ရန်စီမံပေးခြင်းတို့ကို ပြုလုပ်ခြင်းအပြင်လေယာစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့အတူနိုင်ငံသားအများစု လူနေမှုဘဝဟာလည်းပုံမုံမြင့်မားလာမှာဖြစ်တဲ့အတွက်ကြောင့်လေယာစိုက်ပျိုးရေးလုပ်ငန်းအကျိုးစီးပွားကိုအာဘေမြင့်တင်ကာကွယ်ပေးသည့်ဥပဒေများလက်တွေ့ကျကျရှင်သန်အသက်ဝင်လာရေးလေယာမြေပြဿနာများဥပဒေနဲ့ညီမြန်မြန်ဆန်ဆန်ဖြေရှင်းပေးရေးတို့ဟာနောင်တက်လာမယ့်ရွေးကောက်ခံလွှတ်တော်နဲ့ရွေးကောက်ခံအစိုးရအတွက်အရေးကြီးတဲ့တောင်းဆိုချက်တစ်ခုဖြစ်ပေါ်ဖြစ်လာပါတယ်။အဲ့ဒီတောင်းဆိုချက်အရ လွှတ်တော်တွေကိုရောက်ဖို့အတွက်ကားတောင်းတစ်စိမ့်နဲ့ရှင်ပြိုင်အရွေးခံတဲ့ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးဖွဲ့ချုပ်ပါတီ UMF MP ပါတီကိုမဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ကမဲပေးထောက်ခံကြပါလို့တိုက်တွန်းနှိုးဆော်ရင်းနှီးကုံချုပ်လိုက်ပါတယ်မဲဆန္ဒရှင်မိဘပြည်သူအပေါင်းကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။